မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Excellent Fitness ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေအခုကျွန်တော်ရဲ့အနောက်မှာမြင်တွေ့နေတာဒီဒါကျွန်တော်မကြခင်ချိန်မှာဖွင့်လှစ်တင်ကြပြီးတော့မယ်မြမရွယ်လဝေးဘောက်စင်ကစ်ဘောက်စင်တင်နှမ်းမယ်ဖြစ်ပါတယ်အဲ့တော့ဒီတင်နှမ်းကိုဒါကျွန်တော်ဆရာမြင့်စောကနေဦးစီးတင်ကြပေးမှာပဲဖြစ်ပါတယ်အဲ့တော့ဆရာမြင့်စောကလက်ရှိကျွန်တော်ဒီမကြခင်ဖွင့်လှစ်တင်ကြမယ်တင်နှမ်းကိုဘလို training နေပေးမယ်ဆရာရဲ့ history တွေဆရာဘလို့ရှိတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဆက်လက်ပြီးမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါခင်ဗျာကျွန်တော်တော့ William ပါဆရာကြီးဟုတ်ကဲ့ပါ အဲ့တော့ဆရာကဒီမြမရွေရလဝေးပေါ့စင်ကိပေါ့စင်လောကကိုဖြတ်တန်းလာခဲ့တဲ့အတွေ့အကြုံလေးနဲ့ဆရာဘယ်လိုမျိုးဒီလိုမျိုးတင် जा ပြီးလဲဆိုတာလေးဆရာပြပြပေးပါအောင်ကျွန်တော်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီရွေရလဝေးနဲ့ဒီပေါ့စင်ကိစ္စမှာဟောပေါ့အဲ့အကန့်မှာတော့ကျွန်တော်တို့အရင်ဦးဆုံးပေါ့လေကျွန်တော်ဒီမာရှယ်အက်ကစားခဲ့တဲ့အချိန်လေးစပြုမှာစင်ပြေလိမ့်မယ်ကျဟုတ်ကဲ့အဲ့တော့ကျွန်တော် WMC ပေါ့ရွေရ WMC မှာကျွန်တော်စပြီးတော့ကျွန်တော်ချူးရှင်းစပါတယ်ချူးရှင်းကစားရင်ကစားရင်လည်းကျွန်တော်ဟောပေါ့ ်အေရှန်ချန်ပီယံကပ်ကျွန်တော်တို့ဟန်ဇူဟန်ဇူတစ်ခေါက်ကျွန်တော်တို့ပြိုင်တယ်ပြီးကျွန်တော်ဖစ်ပိုင်မှာတပွဲထပ်ပြိုင်တယ်ပြီးတော့ကျွန်တော်တို့ဒီပေါ့အဲ့ဒီတိုင်ပွဲတွေကစားနေနေပဲကျွန်တော်ဒီရိုးရလက်ဝဲတွေကိုကျွန်တော်ပြင်ဦးလေးမှာစဖိုးဝင်ဖိုးဝင်ပြီးတော့ပြီးတဲ့အချိန်မှာအဲ့တိုင်ပွဲတွေပြီးသွားတဲ့အချိန်မှာကျွန်တော်ဗာဖြစ်လဲဆိုတော့တောင်စလက်ရိုးရလက်ဝဲကလပ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့မီဒီယံကလပ်ဟုတ်လားကျွန်တော်ရိုးရလက်ဝဲကလပ်မှာကျွန်တော်ဆရာဟာဟုံးလို့နဲ့ကျွန်တော်တို့ဆရာနဲ့ကျွန်တော်နဲ့စပြီးတော့အဲ့ကလပ်လေးစပြီးတီထောင်တဲ့သဘောမျိုးပေါ့အဲ့မှာစပြီးကစားကြတယ် လာကြကစားကြနဲ့အသက်ပိုင်းခြားရရိုးရလဝေးထွင်းနဲ့သက်30ကျော်လာတဲ့ချိန်မှာကျွန်တော် break လိုက်နားလိုက်တယ်ပေါ့နားလိုက်ရင်းနဲ့အဲ့ဒီရိုးရလဝေးမှာဒီဇိုင်းနဲ့ဒီဘောက်ဆင်ရဲ့အခြေခံတွေအရေးကြီးတယ်ဆိုတော့သိလာသိလာတဲ့အချိန်မှာတော့ကလေးတွေဟိုတော့ဘောက်ဆင်မှာဘာတွေအရေးကြီးလဲကျွန်တော်တို့ full ball တွေအရေးကြီးတယ် full ball မကောင်းလို့ဘောက်ဆင်မရဘူး full ball ကောင်းမှဘောက်ဆင်ရသေးချာချာလေးကျွန်တော်တို့စမတ်ကြကြ aspiring ကောင်းကောင်းအဲ့လိုပေါ့ပြိုင်ပွဲဝင်နိုင်တဲ့အနေအထားတွေဖြစ်ဖို့အတွက် aspiring key football ကိုရေးကြည့်တယ်ဆိုတာကိုသိလာအဲ့ဒီမှာကလေးတွေကိုစပြီးတော့ football ကိုစ train နေ train မျိုး football ပိုင်းမှာပဲကျွန်တော်တို့ကဘောင်းစင်လက်ပြီးတွေကောင်းလာမှာဟောပေါ့ဒါတော့ကျွန်တော်အမြင်ပေါ့နော်တို့ရလက်ဝတ်ကိုပြောင်းလို့ရမယ်ရှား marshal s team နဲ့ကျွန်တော်တို့ change လုပ်ရမယ်လို့ထင်တယ်ဒါကြောင့်မို့ဘောင်းစင်ကိုကျွန်တော်တို့ကချော်လို့မရဘူးလို့ထင်တယ်ဒါပေမဲ့ဒီစကားကြောင့်လည်းတချို့ အချို့တော့ပေါ့နော်သူကလဝိဆရာကြီးတွေမာရှယ်ရဲ့ဆရာကြီးတွေရှိတယ်သူတို့လည်းလက်ခံခြင်းမှလက်ခံလိုက်တာဒါတော့ကျွန်တော်ရဲ့အယူဆကျွန်တော်ယူဆဖြစ်တဲ့အတွက်ကျွန်တော်ကကလေးတွေကိုပေါင်းစင်အခြေခံနေကောင်းကောင်းရမှာကြံတဲ့ဖြစ်ပေါင်းစင်သူကလဝိအဲ MMA ပေါ့နော်စာရှိတယ်ပြီပေါ့အဲ့ဒီမာရှယ်အတူသွားလို့ရမယ်လို့ထင်ပါတယ်ပြီးတော့ဒီမှာလဲပေါ့ဗျာဒီကျွန်တော် excellent ဂျင်ဟိုလာပြီးတော့ train နေအချိန်မှာလဲဟိုပေါ့အသက်ရွယ်ပိုင်းခြားရကလေးတွေကကျွန်တော်10နှစ် အထက်ကိုအကုန်ဆင်ပြေးပါတယ်။ဘာကြောင့်လဲဆိုတော့သူ့သူ့ရဲ့ခန္ဓာကိုယ်အခြေဆားနဲ့သူ့ရဲ့လုံနိုင်တဲ့ဘလိုရောက်မယ်လုံနိုင်စွမ်းပုံမှာမူတည်ပြီးတော့ကျွန်တော်ကဖြည်းဖြည်းမှန်မှန်မြန်မြန်ကျွန်တော်တို့အဲ့လိုလေးတွေ train ပြပါပါ။အဲလိုဆိုကျွန်တော်တို့ဒီဟို excellent ချင်းကိုကျွန်တော်တို့ကလေးတွေနဲ့လာကစားပြတော့အများကြီးကျေးဇူးတင်ပါတယ်။ excellent ချင်းကိုဟိုအထူးအထူးကျွန်တော်တို့ကျေးဇူးတင်တယ်။အဲ့တော့ဒီချင်းနဲ့ပတ်သက်တဲ့ဒီချင်းရဲ့ဂုံတိတ်ခါ ီကျင်းရဲ့ rule တွေ rule and regulation ပေါ့နော်အဲ့ဒါတွေလည်းကျွန်တော်တို့ကျွန်တော်တို့ဂုံတိုက်ခါတိုက်ရတယ်ကျွန်တော်စောင့်ထိုင်းပါမယ်အဲ့ဒါတော့ဟိုရေးကြည့်တဲ့ချက်ပေါ့နော်အဲ့ဒါမျိုးလေးပါဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့ဆရာလက်ရှိအခုလေ့ကျင့်တင် जा ပေးတဲ့ထဲမှာလူငယ်တွေမှာကျွန်တော်စုတစိတ်ရထားတဲ့လူငယ်လေးရှိရလို့လည်းသိရတယ်ဆရာမိတ်ဆက်ပေးပါဦးဟုတ်ကဲ့ twin လင်းအဲ့တော့ဟိုကျွန်တော်တပည့်လေးချွင်လင်းစိုးစံကိုပိုင်းထပ်တန်းကြောင်းပါ great 10 great 10ကချွင်လင်း လာတော့ကျွန်တော်တို့ဟောပေါ့ခုနလပိုင်း16ရက်နေ့16ရက်ခုနလပိုင်းထဲမှာပေါ့နော်ကျွန်တော်တို့အပြည်ပြည်ဆိုင်ရာလူငယ်များနေချိန်မြတ်မှာ54 kg 54 kg မှာကျွန်တော်ရွှေစိတ်ရခဲ့တာပါဘောက်ဆင်ပေါ့နော်မန်လေး UMC ပွဲမှာဘောက်ဆင်ရွှေစိတ်ရခဲ့ကလေးတယောက်ပါလေးရဟိုအားလုံးကတော့အကုန်လုံးဆိုးစစ်ပြေးကြတယ်တက်ကြောစရာမလိုဘူးပေါ့နော်ဟုတ်ကဲ့ပြီးအခုလာမဲ့ကျွန်တော်တို့20 28မှာလဲကျွန်တော်တို့ဒါမန်လေးပွဲမှာကျွန်တော်တို့ဘောက်ဆင်ထိုးမဲ့ပွဲကြီးပါဟုတ်ကဲ့ ဟုတ်လားအဲဒါတော့ကျွန်တော်ရဲ့ကျွန်တော်ရဲ့တပည့်လေးပေါ့တပည့်ကျော်လေးတပည့်ကျော်လေးကျွန်တော်တပည့်ကျော်ဗလာဖြစ်ပါတယ်ဗလာတော့ဟိုကျောင်းတော့စမတက်တော့ဘူးကျွန်တော်တပည့်လေးရဒီဟိုခံပညာနဲ့ပတ်သက်ပြီးဘောက်ဆင်တို့ကစ်ဘောက်ဆင်တို့ယူရလက်ဝဲတအားဝါဒနာကြီးတယ်ဇွဲကောင်းတယ်အဝေးကြီးကနေကိုလမ်းလျှောက်လာသူရဲ့ဟိုမာကြောတဲ့စိတ်တက်ကိုတော့ကျွန်တော်တို့ကမှတ်ကြောက်တင်ရမှာပါအဲ့အတွက် ကျွန်တော်ပြင်ကလေးမှာလှုပ်သွားတဲ့မျိုးဆက်တဲ့ယူရလက်ဝဲဘလိုဝဲမှာလူငယ်မျိုးဆက်တဲ့ရှူတဲ့စိတ်လေးရခဲ့ပါတယ်ကျွန်တော်တို့ပဲလေးရဟုတ်ကဲ့အဲဝင်တော့ကိုအားတော့ကျွန်တော်တို့ပဲဝင်သက်ကိုပါဝင်သက်ကိုဟိုကျွန်တော်တို့ပြင်ဦးလေးရက်ွက်ကြီး14ရက်ွက်ကြီး14ညောင်းနီညောင်းနီဇာတိပဲပြင်ဦးလင်သားလည်းဟုတ်ပါတယ်ညောင်းနီသားလို့ကျွန်တော်တို့ကခေါ်ကြတယ်သူရဲ့ nickname ပေါ့ နော်ဘုရားလက်ဝဲမှာသူတို့ကျွန်တော်တို့ညောင်နေသားလို့သတ်မှတ်ထားတယ်ညောင်နေသားဟိုဘောဆင်ကျွန်တော်တို့ဟတ်စပါရင်စန်းနာဂိမ်းမှာတပွဲမန်လေးကျွန်တော်တို့လူငယ်များနေထိမ့်မှတ်အိုက်ပွဲမှာတပွဲပြုံးလင်းရိုးရလက်ဝဲမှာကျွန်တော်တို့တပွဲပြုံးလင်းရိုးရလက်ဝဲမှာတော့ကျွန်တော်ကောင်မှာရှူစိတ်ရခဲ့တာပါတယ်ပညာရည်ချင်းကအာပွဲရပါဗျာပွဲရပါဘာပွဲလဲမြင်ပါမိကြလဲကျွန်တော် BSC ပါ BSC โอเคအသက်ကတက္ကသိုလ်23ပါ23โอเคโอเคဟုတ်ပြီခုလိုဖြေချပေးတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ ay